ားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ပေါ့နော်နေမကောင်းဖျားနာလို့တခုခုဖြစ်လို့စိတ်ယုံစိတ်ကနေတွားတဲ့အခါမှာကိုယ့်ရဲ့ယောဂဝိနာလက္ခဏာတွေကိုကျွန်တော်တို့ပြောထပ်ဖို့ဆိုလို့ရှင်အဆင်ပြေဖြစ်မှာနော်โอเคအဲ့တော့ကျွန်တော်ကအခုဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကျတော့ယောဂဝိနာလက္ခဏာတွေကိုဘယ်လိုလေးပြောရလဲဆိုတာကိုရှင်းပြပေးခြင်းပါတယ်ရှင်โอเคကျွန်တော်တို့ပေါ့နော်ယောဂဝေနာလက္ခဏာတွေကိုပြောတဲ့အခါမှာပုံစံ၄မျိုးနဲ့ပြောလို့ရပါတယ်ရှင်။အရင်ဆုံးကျွန်တော်တို့ I have plus now. โอเคဥမာအဖြစ်ဆိုလို့ရှင် I have a fever ငါဖျားနေတာ I have the flu ငါတုတ်ကွေးဖြစ်နေတာ I have a headache ငါခေါင်းကိုက်နေတာ I have a backache ငါခါးရနာနေတာ No Now number 2 I feel plus adjective ကျွန်တော်ကိုပြောချင်တဲ့ယောဂဝင်တဲ့လက္ခဏာတွေက adjective ဖြစ်နေရင်ကြတော့ကျွန်တော်တို့ feel နဲ့တွဲသုံးနေပေါ့နော်ဥမာအနေနဲ့ဆိုလို့ရှိရင် I feel sick ငါမအိပ်မသာဖြစ်နေတာဒီမှာ sick ကကျွန်တော်တို့ adjective နော်နောက်တစ်ခု I feel tired ငါပြင်းမနေတာ I feel exhausted ငါအယံအယံကိုပြင်းမနေတာ Now I feel dizzy ငါမူးဝေနေတာမူးနောက်တာပေါ့နော် I feel hot ငါပူးနေတာကိုယ်တွေပူးနေတာ I feel cold ငါချမ်းအေးနေတာနော်စသဖြင့်ကျွန်တော် feel plus adjective နဲ့ပြောလို့ရပါတယ်ရှင့် Okay နောက်တစ်ခုနောက်နံပါတ်3ကကြတော့ I am having trouble plus ဘာဖိုင်ရင်ကြီးတော်တော်လေးတိကအောက်ဖြစ်နေတဲ့ပုံစံပေါ့နော်ဥပမာနေနဲ့ဆိုလို့ရှိရင် I am having trouble breathing ကျွန်တော်အသက်ရှူရတာတော်တော်လေးအဆင်မပြေဖြစ်နေလို့ပါပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီခုပုံစံသုံးပါတယ်ရှစ်နောက်တစ်ခုနံပါတ်၄ my body parts plus ache ဒါမှမဟုတ် heart နော်ဥပမာနေနဲ့ဆိုလို့ရှိရင် my throat hurts ကျွန်တော်လဲချောင်းနေနာနေတာပေါ့ my back hearts ကျွန်တော်ခါးတွေကိုင်နေတာနားနေတာအဲ့မှာကျွန်တော် my back aches လို့သုံးလိုက်ရတယ်နော်နောက်တစ်ခု my whole body aches ကျွန်တော်တကိုယ်လုံးကိုညောင်းညာခက်ခဲနေတာစသဖြင့်အခုလိုပုံစံ၄မျိုးသုံးပြီးတော့ပြောလို့ရပါတယ်ရှင့်โอเคရှင်းသွားပြီထင်ပါတယ်နော်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်